ရှိရဗီဒီယိုတုန်းကအာသာဖြည့်ထားတဲ့အကောင်းကျိုးတွေကို ပြောပြပေးသွားပြီးဖြစ်ပါတယ်။ဒီနေ့မှတော့အာသာဖြည့်ခြင်းရဲ့ဆိုးကျိုးတွေကိုထပ်မံပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။အာသာဖြည့်တာမှလည်းကောင်းကျိုးရှိလို့ဆိုးကျိုးတွေလည်းရှိပါတယ်။ဘာတွေလဲဆိုတော့နံပါတ်၁ချက်ကအလွန်ကျွံလုံးမိတဲ့အခါမှာဒီကိုယ့်ရဲ့စိတ်ကမောပန်းလာတာပြီးတော့ကိုယ့်ရဲ့ညီလေးငယ်ပါက နာကျင်လာတာတွေဖြစ်တတ်ပါတယ်။နောက်တစ်ခုကဒါကိုပဲစိတ်ရောက်နေတဲ့အတွက်ကြောင်းသားဆိုရင်ကြောင်းစားဒီ တာမန်လူဆိုရင်ဒီအရွယ်ရောက်ပြီးသားဆိုရင် လုပ်ငန်းခွင် မှာဖြစ်စေလုံလူမှုဆက်ဆံရေးတွေမှာဆိုရင်လည်းအနှောက်အယှက်ဖြစ်လာနိုင်ပါတယ်။နံပါတ်3ချက်ကရောကိုကိုကိုအပြစ်ရှိရဲ့လို့ခံစားရလာတတ်ပါတယ်။မကောင်းတဲ့ဟာမလုပ်တဲ့ဟာကြီးကိုလုံမိသွားပြီဆိုပြီးအပြစ်ရှိတယ်လို့ခံစားရမျိုးကြီးဖြစ်လေရှိပါတယ်။ဒါတွေကတချို့နေရာတွေမှာဘာသာရေးယူရဖြစ်စေကျွန်တော်ဒီရင်ကျေးမှုယူရဖြစ်စေအဲ့လိုမျိုးခံစားရတတ်တာမျိုးဖြစ်တာပါ။နောက်တစ်ချက်ကတော့ပို့ပြီးတော့ဆွဲလန်းလာတာပါ။တနေ့ရောတစ်ခါနှစ်ခါလောက်ကပြဿနာမရှိပေမဲ့တည့်ရက်ထမ်းမှာပဲအင်ဂျင် အကျင့်ရည်တွေများလာရင်တော့အကျမရဲ့ထိခိုက်မှုတွေပါရှိလာနိုင်ပါတယ်။များသောအားဖြင့်တယောက်တည်းသမားတွေအိမ်ထဲအခန်းထဲမှာပဲတယောက်တည်းတနေကုန်ရှိရတဲ့အခါမှာဘာမှလုပ်ဆရာမရှိတော့စကားတွေကြည်ရင်းနဲ့အာသာဖြစ်ရင်းနဲ့ပဲအချိန်နဲ့ကုံဆုံးတက်တာဖြစ်တတ်ပါတယ်။အဲ့ဒါကြောင့်ဟိုကအဲ့လိုမျိုးဖြစ်နေပြီဆိုရင်ထိမ့်လို့တာဖြစ်စေအာယုံလွှဲရပဲဖြစ်စေတခြားဟာသာကားတွေပါပြောင်းကြည့်ရဖြစ်စေမဲတငယ်ချင်းမိတ်ဆွေများနဲ့အပြင်ထွက်လည်ရာဖြစ်စေလုပ်ပေးဖို့အတွက်လိုအပ်ပါတယ်။အာသာဖြစ်ခြင်းကတန်ဆေးလုံပေးဆိုတာရှိပါတယ်။ တနေ့ဘယ်နှခါတပတ်ဘယ်နှခါဆိုပြီးတော့တိတိကျကျသတ်မှတ်ထားမျိုးတော့မရှိပါဘူးမိမိရဲ့စိတ်ကိုပဲမူတည်ပြီးတော့ထိမ့်သိမ်းပြီးလှုပ်တာချင်းချင်းပြီးလှုပ်တာတော်ရုံတင့်ရုံဒါလှုပ်ကြဖို့အတွက်ဒါအကြံပြုလိုပါတယ်အားလုံးပဲအဆုံးထိကြည့်ရှုပြီးရတဲ့ကျေးဇူးများကြီးတင်ရှိပါတယ်